2025ခုနှစ်ဇွန်လ29ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်း6:00နာရီဂျိုတို့ကတိုင်းတာရရှိစေရမြမပြည်ပေါ်မှာရာသီဥတုဘလို့တက်ရောက်တယ်ဆိုတာဆက်လက်လေ့လာကမ္မကြမ်းမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီကနေ့တိုင်းတာကြံရရကြည့်မယ်ဆိုရင်တော့မြမပြည်ကိုတိုက်ခတ်နေတဲ့မုတ်တုံလေစီးချောင်းကိုစတင်လေ့လာကြည့်တဲ့အခါမှာ အာရေဗျန်ပင်လယ်ကလာတဲ့လေစီးကြောင်းနဲ့အိန္ဒိယသမုတ်တရားကလာတဲ့လေစီးကြောင်းနှစ်ခုစလုံးဟာမြန်မာပြည်ကိုအချိန်ဟုန်ပြင်းပြင်းနဲ့ဆက်လက်တိုက်ခတ်နေတာတွေ့ရပါတယ်။ထို့အတူအိန္ဒိယနိုင်ငံမြောက်ဘက်ကအပူချိန်ကြောင်းမလို့ပဲတခါတည်းရမှာဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယပင်လယ်မှာလေဖျားနဲ့ရာအရောက်ဝန်းနေအချိန်ပိုင်းဖြစ်ပေါ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီလေစီးကြောင်းကိုပုံမအားကောင်းတဲ့အခြေအနေကို ဖန်တီးနေတာကိုကျွန်တော်တို့သုံးသပ်ရရှိရပါတယ်ဒီလိုမုတ်တုံလေးစီးចောင်းတာဆိုရင် မနေ့ဖြစ်မှာဆိုရင်လည်းဆက်လက်ပြီးတော့အာနေသွားတယ်ဆိုပေမဲ့လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ဘက်မှာလေပြာနေရာလေးပြန်ဖြစ်လာပြီးတော့တရက်နေ့မှာပြန်ပြီးတော့အာပြန်ကောင်းသွားနိုင်တဲ့အနေအထားရှိပါတယ်ဒီလို အိန္ဒိယနိုင်ငံမြောက်ဘက်ကအပူချိန်ကြောက်မလို့ကျွန်တော်တို့ဖြစ်လာနိုင်တဲ့အန္တရာယ်တစ်ခုဟာ3ရက်4ရက်5ရက်6ရက်လောက်မှာဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယကမ်းလွန်ပြည်နယ်မှာလေဖျား နေရာရောင်းဝန်းတစ်ခုဖြစ်လာနိုင်ပါတယ်ဒီလေဖျားနေရာရောင်းဝန်းကိုတိုက်ခတ်တဲ့လေစီးကြောင်းကြောက်မလို့မြန်မာပြည်မှာရုတ်တရက်မိုးကြီးမားစွာ ရွာသွန်းနိုင်တဲ့အခြေအနေတွေရှိလို့သတိထားကြပါလို့သတိပေးလို့ပါတယ်မုတ်တုံလေးစီအားကြောင်းမလို့ဒီကနေ့မှာမြမကန်းရိုးသားမှာခလိုင်းအနေငယ်ငြိမ်သက်နေပေမဲ့လည်းကန်းလုံနဲ့ကန်းဝေးမှာတော့ပင်လေလှိုင်းကြီးပေ20လောက်ဖြည့်အမြင့်ရှိတဲ့လှိုင်းများဟာမြမပြည်ရခိုင်ကန်းရိုးသားနဲ့အေရဝတီတိုင်းကို ရိုက်ခတ်နိုင်တဲ့အနေအထားရှိပါတယ်။ဒါပေမဲ့လည်းကားနားရောက်မှာတော့ပျော့သွားနိုင်ပါတယ်။ဒီအတွက်ကြောင့်မလို့ပင်လယ်ကောင်းဝေးသွားလာလောက်ကင်သူတွေသတိထားကြဖို့လိုအပ်ပါတယ်။ရှိလာနိုင်တဲ့အနေအထားရှိပါတယ်။မုတ်တုံထိုးလို့တဲ့ဒေသကို သွားကြည့်တဲ့အခါမှာ မုတ်တုံလေဟာ တိန်အနေငောတိန်အမြင့်အထိပါ တက်ပြီးတော့ဘင်္ဂလားပင်လယ်ကိုဖြတ်သန်းကမြမပြည်ကို တိန်အနေငောတိန်နေငော တောက်လျှောက်ပြင်ွေပို့ဆောင်နေတဲ့အနေအထားရှိပါတယ်။ဒီအနေအထားပေါ်ကနေပြီးတော့မြန်မာပြည်ရင်ွေဖွဲ့နိုင်တဲ့နေရာတွေနဲ့မိုးရွာနိုင်တဲ့အခြေအနေကိုဆက်လက်လေ့လာမယ်ဆိုရင်ဒါကတော့ဒီကနေ့တနင်္ဂနွေနေ့မှာဆိုရင်မြန်မာပြည်အောက်ပိုင်းကရင်ပြည်နယ်မုံတင်နယ်တနင်္သာရီတိုင်းဟာဆိုလို့ရှိရင်မိုးရေကြိမ်3.5လက်မရရှိနိုင်တဲ့အနေအထားဆိုရင်အလုံးအလုံးအနေရများတဲ့မိုးရွာသွန်းမှု တင့်နိုင်တဲ့အတွက်ကြောင့်မလို့အချိန်မီသတိပေးကြပါထို့အတူကချင်ပြည်နယ်အနောက်ဘက်ချမ်းမှာလည်းနေရာကွက်ပြီးတော့မိုးသေးခြင်းတွေဖြစ်နိုင်တယ်လို့ပဲကချင်ပြည်နယ်ရခိုင်တိုင်းထက်ပိုင်းရှမ်းပြည်နယ်ရခိုင်ရိုးမှရခိုင်ပြည်နယ်အေရဝတီတိုင်းပဲခူးတိုင်းထက်ပိုင်းရန်ကုန်တိုင်းထက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပေမဲ့ မြန်မာပြည်အလဲပိုင်းမှာတော့မိုးအနှဲငယ်ပါသွားနိုင်တဲ့နေသားရှိပါတယ်။ဒါမဲ့တနင်္လာနေ့30ရက်နေ့မှာတော့မြန်မာပြည်အလဲပိုင်းက ARD မြေရိုးလွေမြင်မကွေးအထိကလွဲပြီးလို့ရှိရင်ကြံတဲ့ဒေသအတိုင်းနဲ့ပြည်နယ်အနှံနေရာကျဲကျဲမှနေရာစိတ်စိတ်မိုးရွာသွန်းမှဖြစ်သလိုပဲကရင်ပြည်နယ်တောင်ပိုင်းတနင်္လာနေ့တိုင်းထက်ပိုင်းမွန်ပြည်နယ်အောက်ပိုင်းမှာနေရာကွက်ပြီးတော့ မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်။ကြံတဲ့တိုင်းရဲ့ပြည်နယ်အနေနဲ့ပြောရမယ်ဆိုရင်ရခိုင်ပြည်နယ်၊ရခိုင်ရိုးမှမကွေးတိုင်းအနောက်ချမ်းချင်းပြည်နယ်၊စကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်၊ချမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းမြောက်ချမ်း၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားဆက်လက်မှုရွာနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။ ဇော်လိုင်လတရက်နေ့ဖြစ်လာနိုင်တဲ့မိုးရွာသွန်းမှာဆိုရင်မြန်မာနိုင်ငံအထက်ပိုင်းကကချင်းပြည်နယ်သခိုင်းတိုင်းထက်ပိုင်းချင်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးတကယ်လို့ရှမ်းပြည်နယ်မှာလည်းမိုးများပြီးတော့အရှိတ်ဘက်ချမ်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေသားရှိပါတယ်ထို့အတူရခိုင်ပြည်နယ် အောက်ဖက်နဲ့အေယာဝတီတိုင်းမှာအနီပြတဲ့ဒေသဆိုရင်မိုးရေကြီးလေးလက်မနီးပါးလောက်ဒီရရှိနိုင်ပြီးတော့ရုတ်တရက်မိုးကြီးခြင်းနေကြုံရနိုင်တဲ့အနေအထားရှိပါတယ်။ဇူလိုင်လ2ရက်နေ့ဗုဒ္ဓဦးနေ့မှာတော့ကချင်ပြည်နယ်အထက်ပိုင်းမြစ်ကြီးနားကနေပြီးတော့စကိုင်းတိုင်းအထက်ပိုင်းမှာ အနီးပြနေပါတယ်။ မိုးရစ်ကြိမ်လေးလမလောက်ထိရွာသွန်းနိုင်တဲ့အနေအထားရှိပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးသတိထားနေထိုင်ကြပါအထူးသဖြင့်တောင်ဆောင်မှနေတဲ့လူတွေနဲ့မြေချောင်းပေးနေတဲ့လူတွေအချိန်မီ နေရာပြောင်းရွှေ့ထားဖို့လိုပါတယ်ထို့အတူပဲကြောက်ဖြူကနေပြီးတော့အောက်ဖက်ရခိုင်ရိုးမတစ်ခုလုံးအေယာဝတီတိုင်းအထက်ဖက်ပဲခူးတိုင်းအနောက်ချမ်းမှာ မိုးရေချိန်ငားလက်မလောက်ထိရုတ်တရက်မိုးတိထန်စွာ ရွာသွန်းခြင်းနေဖြစ်နိုင်သလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်ထဲမှာလည်းမိုးရေချိန်လေးလက်မလောက်ထိရုတ်တရက်ရွာသွန်းနိုင်တဲ့အနေအထားဟာတဘာဝဘေးအန္တရာယ်ကျွန်တော်တို့ပြောနိုင်ပါတယ်။ကြံတဲ့တိုင်းနဲ့ပြည်နယ်အနေနဲ့ပြောမှဆိုလို့ရှိရင်တော့ ARE မြေယိုးတလျှောက်မှာဆိုရင် မိုးအနည်းငယ် ပါသွားတယ်ဆိုရင်မဲ့လေချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းသတင်းနိုင်တိုင်းရှမ်းပြည်နယ်တစ်ခုလုံးမှာ နေရာကျဲကျဲမှနေရာစိတ်စိတ်ဆက်လက်မိုးရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်ကိုတဘာဝဘေးအန္တရာယ်ကာကွယ်နိုင်မှုအတွက် YouTube ကနေပြီးတော့မိမိတို့မိတ်ဆွေများကိုแชร์ပေးလိုက်ကြပါ အတန်ဖိုင်အနေနဲ့လိုချင်တယ်ဆိုရင်တော့ကိုသက်ထွေးနိုင် Telegram မှာ download လုပ်ပြီးတော့မျှဝေပေးလိုက်ကြပါကျေးဇူးတင်ပါတယ်